မဲ့သူတို့ဟိုတုန်းကလှုပ်တာတော့အုံလုံးနဲ့ဟိုပါလေအုံလုံးနည်းနည်းနဲ့အကျွတ်လှုပ်တာပေါ့အခုကျွန်တော်လက်ထက်မှာကျတော့ကျဲဦးအများကြီးနဲ့အုံလုံးများများနဲ့လှုပ်တာပေါ့နော်ဒါပေမဲ့ဝါရတော့မဟုတ်ဘူးဒီမောကရင်ကားကူစားလည်းမဟုတ်ဒါပေမဲ့အရသာကိုပဲအခုတော့အရသာကိုရောင်းတဲ့ပုံစံမျိုးဖြစ်သွားပြီနော်တကယ်စားလိုက်တယ်ဒီပေးရတဲ့တထောင်ရဲ့အရသာကိုတန်ရမှာပေါ့နော် ွားရဆယ်၅ပြဆယ်ပြကျွန်တော်က၅ချက်နဲ့စတာရန်ကုန်ရောက်တော့တိုင်းတားမှာ90နဲ့ရောက်နေဒီမျိုးဒီပေါ်လာရတော့100ပေါ့နော်အဲအခုတော့1000ဖြစ်သွား၅ချက်ကနေ1000ဖြစ်သွားပြီဆိုအစနှစ်ရက်လောက်ကွာသွားပြီ ဒီမုံကဆိုကျွန်တော်အမျိုးသမီးဘက်ကအဖွားလေးလက်ထက်ကစလောက်တော့ဗောနော်သူတို့လက်ထက်မှာလုံခဲ့တဲ့နှစ်ပေါင်း80လောက်ကဗောအဖွားလေးစရောင်းတာရောင်းပြီးတော့သူ့အမေရောင်းတယ်သူ့မရောင်းရင်ကျွန်တော်ကျွန်တော်တို့ရောင်းတယ်ဗောနော်ကျွန်တော်တို့ရောင်းတာသူ26နှစ်ဖြစ်သွားပြီဟောပေါင်းတယ်မှာကျွန်တော်လက်ထက်မှာကျတော့ပရီကုန်းမှာပရီကုန်းနဲ့ဒီနဲ့ဗောနော်တဲကုန်းမျိုးနဲ့ပရီကုန်းနဲ့ဒီရန်ကုန်မှာဗောအဲ့မဲ့သူတို့ဟိုတုန်းကလောက်တာတော့အုံးလို့နဲ့ဟိုအုံးလို့နင်းနေနဲ့အကျွတ်လောက်တာဗောအခုကျွန်တော်လက်ထက်မှာကျတော့ ျက်ဥအများကြီးနဲ့အုံလို့များများနဲ့လောက်တာပေါ့နော်ဒီမုံကလူတိုင်းလက်ခံတယ်လူတိုင်းစားလိုက်ရင်ပေါ့အားလုံးလက်ခံတယ်ဟိုတော့အချွတ်ကတော့သူတဲရပြီးရတာလည်းခက်တယ်လေဒါမှဟိုကြာကြာထားလို့လည်းမရအောင်ဒီမုံကြတော့အခုမနေ့ထားမယ်ည7:00လောက်ကြီးထားလို့ရတယ်တကယ်လို့ဟိုဟာရေခဲတိတအေးအေးကန်လေးတဲမှာဆိုရင်နောက်နှစ်နှစ်ရက်သုံးရက်လောက်ကြီးထားလို့ရတယ် ့ကျဲဥအပေါ်မှာကသူကစံပါမယ်ကျဲဥပါမယ်နောက်ပြီးတော့စားအနေငယ်ထည့်မယ်ပေါ့နော်ကျန်အဲ့ဒါပါပဲနောက်ပြီးတော့အုံးလို့ကတော့အုံးဒီကိုချစ်လိုက်တဲ့အရင်ညစ်တယ်ပြီးရင်ရေခန်းကိုကျိုးလိုက်တယ်ပေါ့နော်ရေခန်းကိုကျိုးပဲအဲ့ဒီလေးမျိုးပါပဲညရဲလောက်ထားတာအုံးလို့ဆိုရင်ဒီနေ့ရောက်မှဆိုမနေ့တည်းကကျိုးတယ်ပေါ့နော်မနေ့တည်းကကျိုးတယ်ကျိုးပြီးတော့မှဒီနေ့ရောက်မှလောက်တာပေါ့နော်ညမနေ့ကညနေကကျိုးလိုက်တာပေါ့ဒီနေ့ရောက်မှတော့ဆန်ကြတော့ညတည်းဆင်းရတာ ညားတယ်ဒါပေမဲ့ရာသူအပူအေးအေးပုံမှာလဲဟိုလာလုပ်ပြီးတော့မှအချိန်နဲ့စိန်တာပေါ့နော်ရာသူပူတဲ့အခါကျတော့အရင်ပွားဝါတာမျိုးတွေပါလိမ့်မယ်ဖြစ်တတ်တယ်အေးရိုင်လဲမပွားတာမျိုးဖြစ်တတ်တယ်အဲ့တော့ရာသူအေးအေးအပူဝါပုံမှာလဲမူတီးပြီးတော့မှစံကိုစိန်တာပေါ့ဟုတ်ကျွန်တော်ဒီမှာရောင်းတာက9နှစ်ပေါ့ဟိုအာသာလမ်းမှာက6နှစ်ပေါ့ မင်္ဂလာတောင်မြို့မင်္ဂလာသေးစီမှာလေအဲ့မှာ6နှစ်နေမဟိုဟိုနေမ73နှစ်ရန်ကုန်ရောက်လာတာဒီအာပုံရောက်မှဆိုပြီးတက်လာတာလေအခုတစ်ခုကိုတစ်ထောင်ပေါ့နော်တစ်ထောင်ဆိုတာကအုံးဒီတစ်လုံးကို6000 9000ဖြစ်သွားလို့မနေ့ကဒီလိုချိန်မှာအုံးဒီတစ်လုံးကိုဟိုပါပဲရှိတယ်2000ပဲရှိတယ်အခု6000 9000ဖြစ်သွားအဲ့တော့ဈေးကတော့တက်ယူတယ်ဟိုမုတ်အရသာလုံးဝမလျှော့လိုက်ဒါလည်းမုတ်အရသာတကိုက်စားလိုက်တဲ့နဲ့အရသာဟိုဖြစ်ရမှာပေါ့နော်အဲ့ဒီပုံစံမရောနဲ့ ုံးပြီးဖြစ်တော့အဖွားတွေက၁၅ပြား၁၀ပြားကျွန်တော်က၅ချက်နဲ့စတာရန်ကုန်ရောက်တော့တိုင်းတားမှာ90နဲ့ရောင်းတယ်ဒီမျိုးဒီပေါ်လာရောင်းတော့100ပေါ့နော်အဲအခုတော့1000ဖြစ်သွား၅ချက်ကနေ1000ဖြစ်သွားပြီဆိုအစ200လောက်กว่าဝါကျုပ်ဘူးတင်ဟုတ်ကဲ့ပါကျုပ်ဘူးတင်ကြတော့ဒီလိုဘူးလေးဘူးလေးတွေနဲ့ပေါင်းပြီးတော့မှဟိုလာတော့ပေါ့ तू ကစိုးသေးတွေဆေးကြတွေဂျုံတွေပေါင်းဖို့နေဘာမှမပါဘူးကမ်မီကမပါဘူးကလေးလူကြီးအကုန်စားလို့ရအောင်ပေါ့နော်စိတ်စိမ်လေးပဲလုပ်ပြီးရောင်းတာအင်းရပဲလုပ်လေဘူးလေးတစ်ခုကိုဘယ်လောက်ရောင်းဘူးလေးတစ်ခုကို1200ပေါ့ ူကကြောက်နေနိုးစိမ့်နေပဲလောက်တာလေကျန်တဲ့ဘာမှမထည့်မယုံလိုင်းပေါ်မှာဈေးရောက်နေအမျိုးသမီးတယောက်ကလေတော့တော့ကြီးငယ်ဆိုတဲ့အကောင့်ကလေသူကလိုင်းဝက်ဆိုက်နဲ့တင်လိုက်တာပေါ့နော်အဲ့ရနေစပြီးတော့မှလူသိများသွားလိုက်တာကျွန်တော်တို့ကအဓိကလေစားလိုက်ပေါ့မဟုတ်တန့်ရှင်းမှုကအဓိကပေါ့နော်ပြီးရင်မဟုတ် quality ပါနော်လူဒီ ကစားမတရားကဒီမိုးကိုစားလိုက်ပြီဆိုရင်သူပေးရပေးရတဲ့ဈေးနဲ့အရသာတန်းပဲပေါ့ဒါပေမဲ့ဝါတာတော့မဟုတ်ဘူးဒီမိုးကရင်ကားကိုစားလဲမဟုတ်ဒါပေမဲ့အရသာကိုပဲအခုတော့အရသာကိုရောင်းတဲ့ပုံစံမျိုးဖြစ်သွားပြီနော်တကယ်စားလိုက်တယ်လည်းဒီပေးရတဲ့တထောင်ရဲ့အရသာကိုတန်ရမှာပေါ့နော်နောက်တစ်ခုကဟိုပေါ့ဒီမိုးမှာဥပမာတစ်ခါတလေကျတော့မိုးရေကသုံးခုသာကျန်တယ်အုံးမိုးကအုံးလိုကနှစ်ခုသာပဲကျန်တယ်ဆိုရင်မိုးရေတစ်ခုသာသုံးပစ်လိုက်တယ်အုံးလိုနှစ်ခုသာပဲထည့်တယ်ဟိုဒီသုံးခုကိုမျှပြီးမထည့်ဘူးမိုးသုံးခုကိုမျှပြီးမထည့်ဘူးပေါ့နော်အဲ့လောက်ဒီ quality ကိုထိန်းတယ် င်ဆရာမြမကုံကြီးလမ်းမှာပေါ့64လမ်းထိပ်ဘောနော်အဲ့ဒီမှာရောင်းတယ်မနေ့7နာရီမနေ့7နာရီကနေည7နာရီဆိုတော့9နာရီထိပ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ဘောနော်စိုင်းစားဖွင့်နေအားပေးတယ်မိတ်ဆွေတွေကို customer တွေရှိတယ်ပေါ့နော်သူတို့အားလုံးကိုကျေးဇူးတင်တယ်စားဘူးတွေလည်းတစ်ဆင့်တစ်ဆင့်ပေါ့နော်ပြောပြကြပါလို့ဟောဗလာ3996 136 234 3939 3939 3939ဟုတ် အဲ့ဒီဖုန်းနှလုံးကိုဆက်သွယ်မှရွေးမယ်